ဆန်းဆိုတာပါလေ။ကန်းရဲ့အကျိုးတရားဆိုတာပါလေ။တိတိကျကျတိတိကျကျနားလဲရောအစဉ်ပြောပါလိမ့်မယ်။ကန်းကပါလဲလို့မေးလိုက်ရင်များသောအဖြစ်ဖြေတာပါလေ။အလုတ်ပေါ့ဟုတ်လား။ကောင်းတဲ့အလုတ်မကောင်းတဲ့အလုတ်ကောင်းတဲ့အလုတ်ကကောင်းတဲ့ကန်းမကောင်းတဲ့အလုတ်ကမကောင်းတဲ့ကန်းလို့ဒီလိုဖြေလေးရှိကြတယ်။အဲ့တော့ကာယကံဝစီကံမနောကံဆိုတဲ့အနေနဲ့နားလဲထိုင်ရင်လည်းပဲခန္ဓာကိုယ်နဲ့ပြုလုပ်တာကာယကံနှုတ်နဲ့ပြုလုပ်တာကဝစီကံစိတ်နဲ့စိတ်ကူးတဲ့နေတာကမနောကံဒီလိုမဟုတ်ဘူးလား။ ကမ္မဆိုတဲ့ပါဠိစကားကိုဗမာလူကံလို့ခေါ်ထားတယ်အဲ့ဒီကမ္မဆိုတဲ့ပါဠိစကားကဘာတိပဲရှိလဲဆိုတော့အလုတ်ဆိုတဲ့အဓိပ္ပာယ်ရှိတာပဲအမှုအလုတ်အဲကောင်းတာလုတ်တာဟာကုသကံပဲမကောင်းတာလုတ်တာဟာအကုသကံပဲစသဖြင့်ပြောတာဟာမှားတယ်လို့တော့မဆိုနိုင်ဘူးဒါပေမဲ့လို့တိတိကျကျတိတိချာချာပြောကြစို့ဆိုတော့မြတ်စွာဘုရားကဘယ်လိုဟောလဲကံဆိုတာစေတနာခေါ်တာစေတနာကိုကံလို့ခေါ်တယ်စေတနာဆိုတော့ဘာလဲတဲ့ ဟိုဗမာစကားနေနေနဲ့ကျတော့စေရနာဆိုတာကောင်းစီလူတွေကဟိုစေရနာခေါ်တာဟုတ်တယ်မလားမင်းငါစေရနာနဲ့ပြောတယ်စေရနာနဲ့လှုပ်တယ်အမှန်တော့စေတနာဆိုတာဟာ neutral ပဲကောင်းနိုင်မကောင်းနိုင်မဟုတ်သူကကောင်းနိုင်နဲ့ပေါင်းမိတဲ့အခါကောင်းတဲ့စေရနာပဲမကောင်းနိုင်နဲ့ပေါင်းမိတဲ့အခါမကောင်းတဲ့စေရနာသူတို့ဘာသေးစီလူတာလဲစေရနာပဲဟုတ်လားသူတို့ဘာကောင်းစီလူတာလဲစေရနာအဲ့တော့စေတနာဆိုတာဘာလဲဆိုရင်တဲ့စိတ်ဆောတိုက်တွန်းမှုလေးကိုခေါ်တာစိတ်ထဲမှာဖြစ်တဲ့သဘောတရားလေးအဲ့ဒီစိတ်ထဲမှာဒီလို ဒီစိတ်စော်တိုက်တွန်းမှုသဘောတရားလေးဟာစိတ်ဖြစ်တိုင်းဖြစ်တိုင်းပါတဲ့ကုသိုလ်စိတ်ဖြစ်မှအကုသိုလ်စိတ်ဖြစ်မှမဟုတ်ဘူးအမှန်ကတော့အဲ့ဒီတော့ကုသိုလ်စိတ်အကုသိုလ်စိတ်မဟုတ်တဲ့တခြားစိတ်ဖြစ်တဲ့ခါမှလည်းပဲဒီစိတ်စော်တိုက်တွန်းမှုလေးဟာပါတာပဲဒါပေမဲ့လို့အဲ့ဒါကိုစေတနာလို့ခေါ်တာနော်အဲ့ဒီစိတ်စော်တိုက်တွန်းမှုအေးစေတနာကိုကံလို့ခေါ်တာမှန်ပြီမယ်လို့စေတနာတိုင်းကိုကံလို့ခေါ်တာနော်ခုနလိုစိတ်ဖြစ်တိုင်းဖြစ်တိုင်းပါနိုင်တဲ့ဒီစေတနာတိုင်းစေတနာတိုင်းကိုကံလို့ခေါ်တာကံလို့ခေါ်ရမယ်စေတနာကသူ့မှာအကျိုးပေးနိုင်တဲ့တတိရှိရအောင် အကျိုးပေးနိုင်တဲ့တတ္တိရှိတဲ့စေတနာကိုသာခံလို့ပေါ့အဲ့တော့အကျိုးပေးနိုင်တဲ့တတ္တိရှိအောင်ဘယ်လိုဘယ်လိုသူ့မှာဘယ်လိုရည်ချင်းနေရှိရမှာသူကစိတ်နဲ့တွဲဖြစ်မှာဒီစေတနာကနော်စေတနာဆိုတာကဟိုပါဠိလိုပြောစေတသိက်လို့ခေါ်တယ်။နံသဘောတရားတစ်ခုအေးအဲ့တော့သူကအကျိုးပေးရမှာဆိုတော့ထက်ထက်မြင့်မြင့်စိတ်နဲ့သူကတွဲရမှာအဲ့တော့ဘယ်လိုစိတ်မျိုးကထက်မြက်တယ်လို့ခေါ်ခေါ်တယ်လဲဘယ်လိုစိတ်မျိုးကိုအကျိုးပေးနိုင်တဲ့စိတ်လို့ခေါ်တယ်လဲဆိုတော့အာယုံရဲ့အရတာကို ကြကြနတ်နတ်ခံစားတတ်တယ်ပြီးပြီးဝဝခံစားတတ်တဲ့စိတ်မျိုးကို အကျိုးပေးနိုင်တဲ့စိတ်မျိုးလို့ခေါ်ရတယ်ခံစားတယ်ဆိုတာ enjoy လောက်တာကိုမဆိုလို့ experience လို့ဗမာစကားလုံးကတခါလေးခက်သေးတယ် enjoy ခံစားတာမျိုးမဟုတ်ဘူး experience လို့ဟာမျိုးကိုခံစားတာအဲ့လိုအာယုံကိုပြီးပြီးဝဝ experience လုပ်နိုင်တဲ့စိတ်မျိုးမှာအကျိုးပေးနိုင်တဲ့တတ်သိရှိတယ်အဲ့ဒီလိုစိတ်မျိုးနဲ့တွဲတဲ့စေတနာမှာအကျိုးပေးနိုင်တဲ့တတ္တိရှိတယ်။အဲ့ဒီလိုအာယုံရဲ့အရာတာကိုကြကြနတ်နတ ြည်ပြီးတော့ပါခံစားတယ်ဆိုတဲ့စိတ်မျိုးကဘယ်လိုစိတ်မျိုးလဲဆိုရင်ကုသိုလ်စိတ်မျိုးအကုသိုလ်စိတ်မျိုးဝိပဿနာလို့ခေါ်တဲ့စိတ်တရားတို့ကိုယ်နဲ့ကအကျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့တို့ကတဆင့်သူများကိုအကျိုးမပေးနိုင်ဘူးအဲကုသိုလ်စိတ်အကုသိုလ်စိတ်မျိုးကမှအာယုံကိုကြကြနာနာခံစားတယ်စိတ်မျိုးကုသိုလ်စိတ်အကုသိုလ်စိတ်နဲ့တွဲဖြစ်တဲ့စေရနာကိုကံလို့ခေါ်တယ်အဲခုနပြောသလိုကံဆိုတာဟာစိတ်တိုင်းနဲ့တွဲဖြစ်တယ်ဒါပေမဲ့လို့စိတ်တိုင်းနဲ့တွဲဖြစ်တဲ့စေတနာကိုကံမခေါ်ဘူး ကုသိုလ်စိတ်အကုသိုလ်စိတ်နဲ့တွဲဖြစ်တဲ့စေတနာကိုမကံလို့ပရိသတ်သမုပ္ပါမှာဝိဇ္ဇာပစ္စယသင်္ခါရဆိုသင်္ခါရအရာဘာတွေကောက်လဲဟမ်ကုသိုလ်ကံအကုသိုလ်ကံကောက်တာမှလားကံဆိုတာဘာလဲစေတနာအမှန်ကောက်ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအာနိစ္စပိသင်္ခါရနဲ့ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုကုသိုလ်စိတ်အကုသိုလ်စိတ်နဲ့တွဲဖြစ်တဲ့စေတနာကိုသာကံလို့ခေါ်ဒါနားလည်ထားရအောင်အဲ့ဒီကံဆိုတာဟာစိတ်ထဲမှာဖြစ်တဲ့စိတ်ဆော်တိုက်တွန်းမှုသဘောတရားလေးအခုယဟနာမဟုတ်တဲ့ပုဂ္ဂိုလ်တွေ ဘုရားရှိခိုးတယ်ကုသိုလ်မရဘူးလားရတယ်။ဒါတရားဟောတယ်ကုသိုလ်မရဘူးလားရတယ်။တရားနာတယ်ကုသိုလ်မရဘူးလားရတယ်။ဒါပေမဲ့ယဟန္တာတွေဘုရားရှိခိုးရင်ကုသိုလ်ရလားရလား။ယဟန္တာတွေတရားဟောရင်ကုသိုလ်ရလား။ဒါလေးတွေကဘာလေးတွေဟုတ်လား။ခက်ခဲတဲ့ပြဿနာလေးတွေနော်။တိတ်ခက်ခဲတာတော့မဟုတ်ဘူးသို့တော့လူသိနေတဲ့ပြဿနာလေးဟုတ်လား။ယဟန္တာတွေမှာတဲ့ကုသိုလ်အကုသိုလ်မရှိဘူး။ယဟန္တာမှာကုသိုလ်လည်းမရဘူးအကုသိုလ်လည်းမရဘူး။ယဟန္တာမဟုတ်တဲ့ပုဂ္ဂိုလ်ကဘုရားရှိခိုးတယ်ကုသိုလ်ရတယ်။ ယဟန္တာပုဂ္ဂိုလ်ယဟန္တာဟောလဲဘုရားရှိခိုးမှာပဲဟုတ်တယ်မလားစိတ်ချင်းအတူတူပဲဒီစိတ်မျိုးသူ့ယဟန္တာဖြစ်မှာပဲအဲယဟန္တာရဲ့တန်တမှာသူ့ဟာဖြစ်တဲ့အခါကျတော့ဒီစိတ်မှာ potential မရှိဘူးအကျိုးပေးနိုင်တဲ့တတ္တိမရှိဘူးသူနော်စမ်းကြေပုံပြောတယ်ဘာကြောင့်မရှိလဲသူကျတော့ဘာကြောင့်အကျိုးမပေးနိုင်တာဆိုတော့ယဟန္တာကအဝိဇ္ဇာနဲ့တဏှာဆိုတဲ့ဝိမိကိုဖြတ်ထားပြီးသားဖြစ်နေတော့နောက်ထပ်ဘွားဘွားအောင်လှုပ်เสียရသူ့မှာမရှိတော့ဝိဇ္ဇာနဲ့တဏှာဆိုတော့ဝိမိကိုဖြတ်ထားတဲ့အတွက်ကြောင့်မဟုတ် ဒီစိတ်ဖဲယဟန္တာတဏ္ဍာမှာဖြစ်တဲ့အခါကျတော့ကုသိုလ်စိတ်လို့မခေါ်ရတော့တော့ဒါကြောင့်မို့ယဟန္တာမှာကုသိုလ်မရဘူးဒါကြောင့်မို့ဓမ္မကြီးကြားဥလိမ့်မယ်ကုသလံကုသလံဇဟန်းဆိုတာကုသိုလ်အကုသိုလ်ကိုစွန့်တယ်ဆိုတာဘုရားယဟန္တာမှာကုသိုလ်အကုသိုလ်မရှိဘူးဆိုတာအဲ့ဒါပြောတာအဲ့တော့ကုသိုလ်အစာသူတို့ဖြစ်တဲ့စိတ်ကြဘာစိတ်လို့ခေါ်လဲဆိုတော့ကိရိယာစိတ်လို့ကိရိယာဆိုတာဖြစ်ခါမျှပဲဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဒီစိတ်ကသူတို့တဏ္ဍာမှာဖြစ်တဲ့အဲ့ဖြစ်ခါမျှပဲဒီစိတ်ကဘာမှအကျိုးမပေးဘူးအဲ့ဒီလိုအကျိုးမပေးတဲ့အတွက်ကြောင့်မို့အဲ့ဒီလိုစိတ်နဲ့တွဲဖြစ်တဲ့စေတနာကို ကံလို့မခေါ်ဒါကြောင့်မို့ယဟန်ဓာရီမှာနောက်ထပ်ကံမဖြစ်တော့ဟမ်ပြတ်သွားပြီကုသကံလည်းမဖြစ်မရှိမဖြစ်တော့အကုသကံလည်းမဖြစ်တော့ကံဆိုတာဘာလဲကုသစိတ်အကုသစိတ်နဲ့တွဲဖြစ်တဲ့စိတ်ဆော်မှုသဘောတရားစေတနာဒါကိုကံလို့ခေါ်လာအဲ့ဒီကံမှာဘယ်လူတတ္တိရှိတယ်လဲအကျိုးပေးနေတဲ့တတ္တိရှိတော့ဆိုသိနေပထမတဲ့သဘောတရားအရာစဉ်းစားကြည့်လိုက်ရင်စိတ်ဖြစ်ဖြစ်စိတ်တိတ်ဖြစ်ရောဘာဖြစ်ဖြစ်ဖြစ်ပြီးချုပ်သွားတာဟုတ်တော့မလားဖြစ်ပြီးချုပ်ကိုချုပ်ရမှာမချုပ်လို့ကိုမရဘူး အဖြစ်ရှိရင်အပြက်ရှိတာအဲဖြစ်ပြီးချုပ်ဖြစ်ပြီးချုပ်သွားတာချင်းတူးပြီမယ်လို့တခြားတရားတွေနဲ့စေရဏနဲ့ကြွားချမှုကဒီဒီအကျိုးပေးနိုင်တဲ့သဘောလေးရှိရှိတယ်အဲ့တော့တခြားတရားတွေကတော့ဖြစ်ပြီးချုပ်သွားပြီးရင်တို့ကဘာမှအရာထင်ပြီးတော့မကြံရည်ဘူးဆိုတော့ချုပ်သွားဒီစေတနာသဘောတရားကတော့ तू ကလည်းဖြစ်ပြီးချုပ်ရမှာဒါကတော့မလွန်ဆန်းနဲ့ချုပ်သွားပြီးတဲ့နောက် तू ကဒီအကျိုးပေးနိုင်တဲ့တတ္တိကလေးကိုတတ္တဝရီရတန်တမှာချမ်းတာ အဲ့ဒီအကျိုးပေးနိုင်တဲ့တတ္တိကလေးဟာတတ္တဝရရဲ့တဏ္ဍာမှာအဖြစ်သဘောနဲ့ရှိနေတာမဟုတ်ဘူးအရှိသဘောနဲ့ရှိနေတာအဖြစ်သဘောဆိုတာကဟိုဥပ္ပတိပင် ဖြစ်တည်ပြက်ဆိုတဲ့ဟာမျိုးပေါ်လာတာမျိုးဒီလိုအဖြစ်သဘောနဲ့ရှိတာမဟုတ်ဘူးသူကသူရှိတယ်နိဗ္ဗာန်သဘောလို့အရှိသဘောနဲ့ရှိနေအဲ့ဒီအကျိုးပေးနိုင်တဲ့အစွမ်းတတ္တိကလေးကတတ္တဝရီတန်ត្រာတလျှောက်မှာနောက်ကတကောက်ကောက်ပါလာအရေးမြတ်နောက်ကအရေးပမာလိုက်တယ်လို့ဆိုလို့ဆိုရုံထုံးတာရှိတယ်မဟုတ်လားအဲ့ဒီဟာဒီဟာတတ္တဝရီမှာ ကုသိုလ်ဘက်ကရောအကုသိုလ်ဘက်ကရောအများကြီးရှိကြတယ်အဲ့ဒီလိုစေတနာကဖြစ်ပြီးတော့ချုပ်သွားတဲ့အခါမှာ အကျိုးပေးနိုင်တဲ့တတ္တိကိုတန်တမှာခြံထားခဲ့တယ်အကျိုးပေးနိုင်တဲ့တတ္တိလေးပဲနဲ့တိတ်ထားတယ်ဒါအခုအခုခွစ်လူတွေမှတွေးတာမဟုတ်ဘူးဟိုရှိတို့နဲ့ကမိလိုက်နာမိကြီးကဒါတွေးလို့မေးပြီနော်ရှင်နာကတိန်ကိုမေးတယ်ကံဘယ်နဲ့တိတ်ထားတော့ရရှင်နာကတိန်ကဖြေတယ်ဘယ်နဲ့တင်ထားတယ်လို့မပြောနိုင်ဘူးလေဘယ်သူမှမပြောနိုင်ဘူးလေဒါအဲ့ဒီဒီနဲ့တင်ထားတယ်ဟိုနဲ့တင်ထားတယ်လို့မပြောနိုင်ဘူးရှင်မြဥပမာလေးနဲ့ဖြေပါဗောဆိုတော့ တရက်ပင်กว่าတဲ့နော်တရက်သီးတွေပင်နှာသိမ့်ထားတယ်လို့မိမယ်မိမယ်လို့အမြင့်ထဲမှာလားတရက်သီးတွေဟာပင်စီထဲမှာလားအကိုင်ထဲမှာလားပြီးဘူးဘူးမဟုတ်လားဒါပေမဲ့လို့သူ့ຢာတီရောက်လာတယ်အပူချိန်ရလာတယ်ရေရလာတယ်နော်မိုးမိုးရွာလာစသဖြင့်အဲ့ဒီလိုဖြစ်လာတဲ့ခါကျတော့အလိုလိုထပြီးအသီးတွေပေါ်မလာဘူးလားအသီးတွေမသိဘူးလားအဲ့ဒီဟာမျိုးလိုပဲတဲ့ဒီအကျိုးပိနေတဲ့တက်တရဘယ်နှမှာရှိတယ်ဘိုက်ထဲမှာကောင်းမှာရှိတယ်ဘယ်မှာရှိတယ်လို့မပြောနိုင်ပါနဲ့လို့အကျိုးပေးဖို့ရန်အခွင့်အလမ်းသားလာတဲ့ အချိန်ခါကျတော့ထကျူးပေးတာအဲ့ဒါကြောင့်မို့ဘယ်မှာသိမ့်ထားတယ်ဆိုတာကိုတော့ဘယ်သူသို့တော့ဘယ်မှာသိမ့်ထားတာမှပြောနိုင်လို့မရှိဘူးလားမဟုတ်ဘူးရှိရှိလို့ပဲအကျိုးတွေပေးနေတယ်။ကံဆိုတဲ့သဘောတရားဟာသူ့ချုပ်သွားပြီမယ်လို့အကျိုးပေးနိုင်တဲ့တတ္တိကိုတန်တမခြံပြီးတော့မှချုပ်သွားတယ်။သူတို့အကျိုးပေးဖို့ရန်အခွင့်အလမ်းတားတဲ့အချိန်မှာထပြီးတော့အကျိုးပေးတာပဲ။